မင်းလာပါဗျာအားလုံးကြပါပါစေချမ်းသာပါစေဆိုတဲ့အကြောင်းပိုင်ရဲကိုဆုမကောင်းတောင်းပါတယ်အခုပိုင်ကိုမျက်နှာမြေပိုင်ကိုတန်ချောင်းလို့တနင်္ဂနွေပြောချင်ပါစေဆုကိုလည်းပိုင်ရဲကိုဟိုအမြင်နဲ့ပြောတဲ့ယနေ့ချိန်ထိပြောလာပြီးတော့ပေးလာတဲ့ဆုဖြစ်တယ်လို့ဆုတောင်းလာတဲ့ဆုလေးဖြစ်ပါတယ်အားလုံးလည်းပြည့်ပါစေဒီနေ့ကတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်31ရက်နေ့မှာစပြီး6ရက်နေ့ထိ1နဲ့ကြေကွဲရနေ့ဖြစ်ပါတယ်ဒါ28ရက်နေ့ကလှုပ်ခတ်သွားတဲ့ တနား၁၂နာရီ၅၀မိနစ်မှာလောက်ခတ်သွားတဲ့မြင်းလေးကြောင့်ဒါနိုင်ငံတော်ဝန်ကြီးချုပ်နိုင်ငံတော်အစိမ့်အင်းနဲ့ဒါဝန်နဲ့ကြေကွက်ဝယ်ရနေဖြစ်တတ်မှတ်ထားပါတယ်ဒီနေ့ဆိုလို့ရှိရင်ဟိုရင်ကောင်းလန်းနေနောက်တစ်ခါကျတော့ဒီလူတွေပေါ့နော်ဒီ၁၂နာရီ 52မိနစ်ကြာလို့ချင်းခိတရက်တန်ပြီးတော့ဒါဝန်ထဲအကြောင်းကိုပြသကြရမှာဖြစ်ပါတယ်မြန်မာနိုင်ငံသားပဲဖြစ်ဖြစ်ကမ္ဘာနိုင်ငံသူနိုင်ငံသားပဲဖြစ်ကျွန်တော်အတန်ကိုကြားတဲ့အချိန်အားစပြီးတော့ဒါလေးကိုဟိုအတတိတရားလေးနဲ့အတိလေးရရှိစေချင်လို့ဒါပြန်ပြောကြခြင်းဖြစ်ပါတယ်ဒါပြီးတော့အခုပြောမှာရှေးရင်းနဲ့ ဟိုနိုင်ငံရေးအကြောင်းအရာလေးကိုနည်းနည်းပြောခြင်းနဲ့ PDF တွေကဘယ်လောက်ထိကျွန်တော်တို့မှာစိုးသွမ်းနေလဲဆိုကျွန်တော်တို့နိုင်ငံမှာဆိုရင်ဘယ်လောက်ထိအခက်အခဲတွေဖြစ်လာသလဲဆိုလို့ရှိရင်တိုင်းပြည်ကိုသူတို့ကအမျိုးနှီးမျိုးစုံနဲ့ဖြည့်ဆည်းတဲ့ပုံစံမျိုးတွေဖြစ်နေတယ် နော်ပြည်သူလူထုဒုက္ခရောက်နေစကိုင်းတိုင်းတစ်တိုင်းလုံးဆိုလို့ချင်းလဲတဲ့ငလျင်တန်ရောက်တေတဲ့လူတွေပုတ်ဆော့တွေနိုင်ပြီးတော့အဲ့ဒီမှာပြူပြက်နေတဲ့တိုက်တွေဆိုလဲတပုံးကြီးပဲအဲ့ဒီကိုသွားတဲ့ကေစိမ်းလုတ်ပေးတဲ့သူတွေကြမ်းမှလည်းမြင်းမှုဘက်မှာဒါမိုင်းဆွဲတက်ခိုက်တယ်။နောက်နေပြီးတော့ပဲအမြန်လမ်းမှာမှဆိုလဲဒါမန္တလေးသွားမဲ့အမြန်လမ်းမှာဆိုလဲဒါရဲဝင်တန်းတအူလမ်းပြပေးနေတာကိုချောင်းမြောင်းပြက်ခတ်ပြီးတက်ပြက်တယ်။နောက်တစ်ခါကျတော့ကျွန်တော်တို့ဒီမှာ ဟိုမီးတွေပြတ်အကုန်လုံးခက်ခဲဖြစ်အောင်မျိုးမျိုးလုပ်တယ်ဒါအတိုင်းမီတော့လုပ်တာလားအတိုင်းမီကိုဖျက်ဆီးဖို့လုပ်တာလားဆိုတာကတကယ်ပါလုံးလဲသိကုန်ပြီတနိုင်ငံလုံးလဲသိကုန်ပြီအဲ့တော့ကျွန်တော်တို့စိတ်မကောင်းစရာအကြောင်းအရာတစ်ခုကထပ်ပြောပြအောင်မယ်ကျွန်တော် PDF PDF ပြောလို့ PDF တွေကအစုံလုံးမဟုတ်ဘူး နော် PDF တွေအစုံလုံးမဟုတ်ဘူးအခုဒါမနေ့ကဖြစ်သွားတဲ့ကိစ္စဆိုလို့ချင်းဒါစကိုင်းတိုင်းကလေးမြို့နယ်မှာနော်မင်းကင်းမင်းကင်းမြို့နယ်စကိုင်းတိုင်းကလေးဘက်မှာမင်းကင်းမြို့နယ်မှာဒါဟိုရှမ်းရွာရှမ်းရွာရှိတယ်ရှမ်းအဲ့ရှမ်းရွာမှာဥယင်ရွာလို့ရှမ်းရွာလို့အဲ့နာမှာ၅ရွာရွာ၅ရွာရှိတယ်အဲ့မှာရှိတဲ့ကလေးတွေကို PDF တွေအကောင်လုံးလက်နက်တွေနဲ့ဆွဲခေါ်မလို့တိုင်ယုံဟိုနေတရအယောက်20ပေးဆို၅ရွာအယောက်100ပါသွားရောဟဟဲ့လားအဲ့ဒီလိုမျိုးဆွဆွ အကောင်လုံးရွာလေးကိုလိုက်ခေါ်ပြီးဆွဲဆူပြီးတော့လို့ချင်းဘဲပို့တယ်ရခိုင်ဘက်ကိုပို့တယ်ရခိုင်ရဲ့အေဘက်နဲ့ဘလို့ညှိနိုင်စီးဝါးရေးငွေကြီးနဲ့ညှိနိုင်တယ်မွေးစီးဝါးနဲ့ညှိနိုင်တယ်ညှိနိုင်ပြီးလို့ချင်းဒီကခလေးတွေခေါ်ခေါ်ပြီးတော့တော်တော်ပို့တယ်အဲ့တော့အဲ့ခလေးတွေကလည်းဟိုကျန်တော်တော်သေးပေးသေးနေတယ်လို့ဖြစ်နေတော့ ဒါကိုဒီကလေးတိုင်းဟိုစကိုင်းတိုင်းတိုင်းမှုတို့เนาะမျိုးနယ်မှုတို့ဗျူဟာမှုတို့ကျွန်တော်တို့ဒါတက်မှမှုတို့တည်းအကုန်လုံးအကုန်လုံးပါဗျာတက်နော်နယ်ပတ်သက်တဲ့အရာကြီးတွေเนาะဒါကစားမှုတွေဒါတွေကိုကျွန်တော်တို့လူသားရင်းမြစ်တွေဆုံးရှုံးတော့ဒီတိုင်းပြစ်ထားတော့မှာလားလို့ပဲကျွန်တော်မေးခွန်းထုတ်ပြရစီနော်ဒီဟာကကျွန်တော်တိုင်းယူတာဆုံးရှုံးမှုနေတာအကုန်လုံးကတနိုင်ငံလုံးမုံမှတစ်ကမ္ဘာလုံးမုံမှ PDF PDF ဆိုတဲ့နာမည်မုံတာအဲ့မှာပါသွားတဲ့လူတွေကအဲ့လိုလူတွေအများကြီးပဲ တကယ်လို့တာရခင်ဟိုနိုင်ငံရေးပါတီမှာလှုပ်သွားတဲ့သူတွေနောက်တစ်ခါကျတော့စားပေါင်းချောင်လို့လူမိုက်တွေဗျာလမ်းဘေးမှာဝင်းနေနေမူးရဲ့ဟိုရှေးပြောလို့ချင်လို့ကျဒူးဆိုင်လုပ်ငန်းလုပ်တဲ့သူတွေအဲ့ညာတွေရောက်ကိုယ်ကရောင်းတဲ့လူကလည်း PDF ဖို့ဖြစ်လို့ဖြစ် ပြန်လို့တဲ့ကောင်တွေကလည်း PDF ဘူဖြစ်လို့ဖြစ်ဖြစ်ပြီးတဲ့ခါကျတော့ဝင်ဝင်တွေကကောင်းနေတဲ့ခါကျဒီလိုအနိုင်ကျင့်လို့ရပြီဒီလိုလက်နက်နဲ့အနိုင်ကျင့်လို့ရပြီဆိုရွာထဲမှာရှိတဲ့လူငယ်တွေကလေးငယ်တွေအကုန်ခေါ်ခေါ်ပြီးတော့ဒီလိုတွေရောင်းစားတော့ဒါလူကုန်ကူးမှုအကြီးစားကြီးဖြစ်နေတယ်လက်နက်ပြတဲ့ဖမ်းဆီးတဲ့လူကုန်ကူးမှုလူကုန်ကူးတာတော့မှဒါကျွန်တော်စစ်ပွဲအတွက်လူကုန်ကူးတာဖြစ်တယ်ဒါကြီးကကျွန်တော်တနိုင်ငံလုံးချုပ်ချာမှာဖြစ်လို့တကဘာလုံးချုပ်ချာမှာနေတာရှိတယ်ဒါကျွန်တော်ဒါဒီလောက်ကြီးကျယ်ခန္ဓာကြီးကျယ်တာကြီးကိုကျွန်တော်ပြောခဲ့ပါတယ်မပြောပါဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်က သူတို့ကတကယ်ပဲတိုက်ပွဲဝင်နေတာလားတကယ်ပဲတိုင်းပြည်ပေါ်မှာဟောနေပဲစစ်အာဏာရှင်ကိုကြာချောင်းအောင်လုပ်နေတာလားဟုတ်လားနောက်ထပ်ဒီစစ်အာဏာထိန်းသိမ်းမှုတွေမလိုလားလို့ပဲသူတို့လုပ်ပြနေတာလားဆိုတော့အမှန်တကယ်ကျတော့နောက်ပိုင်းမဟုတ်တော့ဘူးသူတို့တွေကစီးပွားရေးတွေပဲဖြစ်လာတယ်စီးပွားရေးတွေနဲ့ဒါလှုပ်ရှားလာကြတာဖြစ်ပြီးတော့လူကုန်ကူးမှုအကြီးစားကြီးတွေဖြစ်တယ်အေးထုံးမြတ်နဲ့အေးဘက်ကဆိုလို့ရှိရင်ပုံစိုးတဲ့မွေးရေးစေဝါနဲ့လူရဲ့အသက်တွေကိုဝယ်တယ်။အဲဒါကြောင့်ကျွန်တော်စဉ်းစားတယ်အလဒီကိုမကောင်းကြောင်းပြောတာလဲအေးထုံးမြတ်နိုင်မယ် ဟလာတောင်စားစုကြည်ကိုကလမရောက်ကြပြောတာလေကလမတွေမိုဆလင်တွေဘာညာတွေဟိုနေသူတော့ပြောတာမရှိဘူးပိုးစိုးပဇက်ပြောတာဒါကြောင့်ဒီ PDF တွေဘာကြောင့်မနာတယ်လဲခတိုင်းဆိုလို့ရှိရင်ဟုတ်လားကျွန်တော်တို့တရားရောက်လေးများပြောလိုက်လို့ချင်းနာတယ်လေအခုသူတို့ဘာကြောင့်မနာတယ်လဲကျွန်တော်တို့ဒါစိတ်မကောင်းစွာနဲ့တွေ့ရတဲ့အနေအထားမျိုးရှိတယ်เนาะအဲဘယ်ဟုတ်မလဲအဲ့တော့ငွေကြီးနဲ့ကြားထဲမှာလူအလဲအလဲအကွက်ကွက်ခံနေကြတဲ့သူတွေဖြစ်တဲ့အခါကျတော့ဒါ မွေးစည်းဝါနဲ့အယောင်းဝယ်လောက်ခံတဲ့ငွေကြေးနဲ့အယောင်းဝယ်လောက်ခံတဲ့ PDF ကလေးတွေဖြစ်ကုန်ကြတယ်အဲ့တော့ပြီးတော့ဟိုဘယ်လိုပြောမလဲဆိုတော့ဒါနိုင်ငံတကာလည်းဒါကိုသိရှိဖို့လိုတယ်เนาะသိရှိဖို့လိုတယ်တနိုင်ငံလုံးကလည်းစက်ညင်ဖို့လိုတယ်တကယ်တိုင်းကိုဟိုနေဖြစ်တာဆိုဆက်အနာရှင်တော်လန်တာဆိုကျွန်တော်တို့ကန့်ကွက်စရာမရှိပါဘူးပြောစရာလည်းအကြောင်းမရှိအခုဥစားကလူငယ်တွေအကုန်လုံးကတိတ်ကြီးပြည့်စည်းကုန်တာဖြစ်တယ်အခုဒါသူတို့ပို့လိုက်တဲ့ လူငယ်လူရယ်တွေကဘယ်ရောက်လဲမနေ့ကဆိုလို့ချင်းဒါကြောက်ဖြူပဲဈေးချောင်းကုန်းဝေးဈေးချောင်းကုန်းဝေးမှာအဲစစ်တွေဘက်တွေဟိုမနေ့ကနေ့တိုက်ပွဲတွေတိုက်နေတဲ့နေရာကြီးနော်စစ်တွေဘက်တွေမန်အောင်ဘက်တွေပုံနယ်ကျုံးဘက်တွေတာပေါင်းတို့သုံးလေးလေးတို့ညောင်ကျိုးတို့ညောင်ချီတော့ဘက်တို့ဒါတွေကိုသွားပြီးစည်ရည်တွေမနေ့ကဖော်ဆောင်တာတွေအများကြီးပဲရှိတယ်နော်အိုးလူရောက်300လောင်းနဲ့ဒါပသိမ်လမ်းကြောင်းကိုလည်းဝင်ပြီးတော့ပသိမ်နဲ့ဝင်နေမို့ဟိုမုံရလမ်းကြောင်းကိုလည်းဝင်ပြီးတော့အဲ့မှာ ကာကင်ကုန်းတွေဝင်တိုက်တဲ့အယောက်3လင်းကတော့ PDF တွေ PDF တွေဖျားထွက်လာလဲဆိုအလှူတွေဖြစ်ပြီးထွက်လာတာအဲ့တော့ကျွန်တော်ဟိုနိုင်ငံတော်အစိုးရကိုဒါတောင်းတော်ကာကွယ်ဦးစီးကျိုးကျိုးဓာတ်ရိုက်ပြောချင်တာဓာတ်ရိုက်ကိုကျွန်တော်ဟိုပြောချင်တာဒီတိုင်းသာဆက်လက်ပြီးတော့လွတ်ထားမယ်ဆိုလို့ချင်းသူ့ရဲ့စိုးကျိုးတွေတအားအများကြီးဖြစ်မယ်စားအများကြီးဖြစ်မယ်နိုင်ငံတော်ရဲ့ဆုံးရှုံးမှုကအကြီးကြီးဖြစ်မယ်အခုလက်ရှိကျွန်တော်တို့ဆုံးရှုံးသွားတာလူငယ်လူရွယ်တွေပညာတတ်တွေဒီစစ် 2021အရေးကင်းအောင်မှဆုံးရှုံးသွားတာလေအများကြီးပဲတိုင်းပြည်ရဲ့ယန္တနာလေးအများကြီးပဲဆုံးရှုံးတယ်ယခုဆိုလို့ချင်းသူတို့ပုံတော်ကြိုက်သေးတယ် TLL တွေဆိုတော့ဘာဖြစ်လဲဒီမှာကျွန်တော်တို့အယောင်ဆောင်ပြီးတော့ကဲစဲမဲ့အယောင်ဆောင်ပြီးတော့ဝင်ဖို့အတွက်လုပ်တယ်ဒီဘက်ကတက်မတော်ဘက်ကလက်မခံဘူးဒါလည်းကျွန်တော်တို့မနည်းရတဲ့တရင်ရတယ်ဒီဘက်ကဝါးနေတဲ့ဥဆောင်ပြီးတော့ဘလို့ဝင်မယ်ဒါဟိုပရိုက်တာပုံစံမျိုးဝင်မယ်ပရိုက်တာကားပုံစံမျိုးစင်မယ်အရင်တော့ဗျာကျွန်တော်တို့ဟိုကိုဗစ်တောင်းအောင်လို့ပေါ့အောက်ဆီဂျင်ဘူးတွေတဲ့ကိုလက်နက်တွေထည့်ပြီးတော့ဝင်လာမယ်အခုလဲလှုပ်ရှားလို့ရမယ်ဆိုတော့ခရင်းတွေတောင်းနေတဲ့အိုက်တဲ့တွေဆက်တွေထည့်မယ်ဘာတွေထည့်မယ်ဆို သူတို့ဝင်လာမယ်ဆိုတဲ့ပုံစံမျိုးလေးလှုပ်လာဒါပေမဲ့ဒီဘက်ကတက်မလို့ဘက်ကလက်မခံဘူးဖြစ်တယ်ဒါနောက်သူဘက်လည်းတီးတာရှိတယ်ကြောင်ဘက်ဘက်လည်းတီးတာရှိတယ်အဲ့ဒါတွေကကျွန်တော်တို့ဒီလိုပြောတာမဟုတ်ဘူးတရားဟုတ်အခွင့်ကောင်းယူပြီးတော့လှုပ်ကြံကြံတကယ်ရောဖြစ်နိုင်ပါမလားကျွန်တော်တို့ဒီအခုအားလေးပဲပြီးသွားကြည့်ကျွန်တော်တို့ဒီငလင်ကိစ္စလေးပြီးသွားလိုက်တာနဲ့ဒါကျွန်တော်တို့ဟိုဘယ်လိုပြောရမလဲဆိုတော့အကျန်းဖက်တွေကိုတော့ကျွန်တော်တို့ကဟိုရှုံချမှာ ျွန်တော်အကြံဘက်တွေကိုရှုံချရမှာဘာဖြစ်လို့လဲအခုဆိုလို့ချင်းမိုးကုတ်တို့ကြောက်မြတ်တူးနေတာလေကြောက်ဆရာကြီးရွှေတူးနေတာကြောက်ဆရာကြီးနေနေရာတိုင်းမှာနေရာတိုင်းမှာနော်နေရာတိုင်းမှာရွှေတွေတူးနေဟာကြောက်ဆရာကြီးတွေရွှေဖောင်ချနေတဲ့လူတွေတပုံကြီးပဲအရာကြီးတိုင်းဘက်မှာဟင်္ဒရာဘက်တွေမှာနော်ဒီလိုအခွင့်အရေးတွေမှာဒီလိုတွေနိုင်ငံတော်ရဲ့အခက်အခဲတွေမှာဒီလိုတွေအခွင့်အရေးတွေယူကြလို့တပုံကြီးပဲဒီခွင့်ရယူတာမှာပြောဒါမဲ့လူအသက်ကိုရင်းနှီးတာအောင်တော့ပိုင်ပြောပေးရစီเนาะပိုင်ပြောပေးရစီအခုကျွန်တော်ကယ်ဆယ်သွားတဲ့လူတွေလည်းဒုက္ခမပေးပါနဲ့ဘာဖြစ်လို့ဆိုတော့ ဒီဒုက္ခပေးတာကဒီ PDF ကလေးတွေမဟုတ်အပေါ်ကနေပြီးတော့မှအဲ့လိုလှုပ်ရှားနေတဲ့ကောင်တွေတတ်တတ်ရှိတယ်အဲ့တော့လေနိုင်ငံတော်အစ်အနေနဲ့ဒါကျွန်တော်တို့မဖြစ်မနေချိန်မောရမှာရှိတယ်ဒါနိုင်ငံတကာသိအောင်လဲကျွန်တော်တို့ဒီလို file တွေကို share ပေးခြင်းအဖြစ်เนาะနိုင်ငံတကာသိအောင်လဲဒီလိုပြောသိစေခြင်းတယ်ဗျာကျွန်တော်အနေထားနဲ့ပြောတယ်ဆိုသိစေခြင်းတယ်ဘာကြောင့်လဲဆိုတော့ဒီလိုအကျန်းဖက်တာကအခု PDF တိုင်းဖြစ်တာမဟုတ်ဘူး PDF ကိုဆိုတာကတကယ်ခေါင်းဆောင်လုပ်တဲ့ကောင်တွေက ဘာလဲဆိုတော့လမ်းဘေးမှာကွန်းရရောင်းပြီးဘေးတွဲမောင်းတဲ့ကောင်တွေကွန်းရရောင်းတဲ့ကောင်တွေပယံလုတဲ့ကောင်တွေအဲ့ကောင်တွေကအဲ့နေရာမှာဘိုဒီဖြစ်ပြီးတော့တကယ်ကလေးတွေပညာတတ်ကလေးတွေအကုန်လုံးခေါ်ပြီးတော့ဘိုးအုပ်ချုပ်လိုက်တာအဲ့တော့ဘလိုနီးနှမကိုကျွန်တော်တို့ဝင်နေဖြစ်စရာအကြောင်းမရှိဘူးအခုဆိုကလေးတွေတော်တော်ဒုက္ခရောက်နေဒီနေ့ဥတ္တရာတော့ပါသွားပြီဒါတော့ဒါဒီနေ့ပါသွားတာကျွန်တော်တော်တော်စိတ်ထဲမကောင်းဘူးနော်အဲ့ဒါလေးတော့ပြောချင်တယ်ဒါကလေးဘက်ကလည်းအမြန်ဆုံး like ကဲနိုင်ပါစေလို့ပဲကျွန်တော်ပြောချင်ပါတယ်ဗျာကျွန်တော်ဒီနေ့ကလည်းပြောလို့ရှိရင်စကားတွေကတအားကြီးအများကြီးဖြစ်သွားမှာမို့လို့ ဒါပိုင်ကြီးမပြောတော့ပါဘူးဗျာဒါပိုင်ကြီးကိုဟိုဟိုနေငလျင်အတွက်လူတန်းပေးတဲ့ညီကောင်မတော်လေးရှိပါတယ်เนาะပိုင်ကြီးကိုငလျင်ပေးအတွက်လူတန်းပေးတဲ့ညီကောင်မတော်လေးရှိတယ်ကျေးဇူးလည်းတင်ပါတယ်เนาะလူတန်းညင်လို့ပြောတဲ့ညီကောင်မတော်လေးလည်းရှိပါတယ်ငလျင်ပေးမှဆိုရင်ဒါလိုအပ်တာတော့စေးဝါးတွေပေါ့เนาะပတီးတို့ကျွန်တော်တို့ဗာလဲအရက်ပြန်တို့နောက်ကသွေးတိတ်ဆေးတို့အကန့်ခဲပြောက်ဆေးတို့အဲ့ဒါတွေလိုအပ်တယ်ရေတံဝူးတွေပါညာလိုအပ်တယ်ဒါပိုင်ကြီးတို့သွားပို့မယ်အဲ့ဒါကိုတချို့ညီကောင်မတော်လေးပိုင်ကြီးရဲ့ဖုန်းနံပါတ်3996 6965နဲ့45လေး689ကိုဖုံးဆက်ပြီးတော့တူတန်းခိုင်းတဲ့သူတွေရှိတယ်အဲ့တော့ပိုင်းကကျေးဇူးတွေတင်ပါတယ်ခုံလေးကြီးပါလေးလေးလေးစားပါတယ် PDF ညီကိုညီငယ်ညီမငယ်တို့ရောနော်တိုင်းပြည်ကိုဘလို့နီးနေပဲဖြစ်ဖြစ်အမြင်မတူကြတဲ့သူတွေအားလုံးဒီချိန်လေးမှာခဏလေးရန်နာပေးကြပါဗျာနိုင်ငံတော်အဆင့်နဲ့ဒါဝမ်းနဲ့ကြေကောပွဲကနေဖြစ်ပါတယ်အဲ့တော့မင်းတို့မင်းအောင်လိုင်းအုပ်ချုပ်လို့ဘသူအုပ်ချုပ်လို့မှမဟုတ်ပါဘူးဘသူပဲတက်တက်ပါဒါ ဒါကျွန်တော်တို့ကပ်ဘေးဖြစ်တဲ့အတွက်ကပ်ဘေးကိုကပ်ဘေးတိုင်းပဲမြင်ပါအဆုံးရောက်မှမြင်ပါနဲ့လို့ပဲပြောနေပါအားလုံးကျမ်းမာပါစေချမ်းသာပါစေဗျာကျွန်တော်ကိုဒါကျွန်တော်ဒီနေ့ဆိုစီးတွေတောင်းဝယ်တော့မှဖြစ်ပါတယ်မနီရလဲလှူတန်းခိုင်းတဲ့ညီကောင်မတော်တွေအများကြီးပါပဲလှူတန်းခိုင်းတဲ့ညီကောင်မတော်တွေတက်တော့ကျွန်တော် account အနေမျိုးပြောပေးတာပါလေပိုင်ရက်ကို official account အနေမျိုးမှာပြောပေးတာပါလေတိတိုင်ချင်ပိုင်ကို account နဲ့တတိတိဆက်လွတ်ပေးနေပါမယ်เนาะအားလုံးကြားမှာပါလေပျော်ရွှင်ကြပါလိမ့်ဗျာဟိုတန်ကြားလို့ ဟိုတနည်းကိုပြောဆွေးပါစေဆိုတဲ့အကြောင်းကိုပိုင်ရင်ကိုအမြဲတမ်းမေတ္တာပို့သားလျက်ရှိပါတယ်ဗျာเนาะဒီနေ့ကတော့ကျွန်တော်တရက်၄လ2025ပါဒါကျွန်တော်ငလျင်တန်တဲ့နေပြည်သူတွေကိုဒါဆေးရုံစည်းကမ်းနေမှာပါရိုဒီကနေ့တော့ပို့မတန်ရ ဒီကျမ်းမာရေးအတွက်ထောက်ကူပြုမဲ့ပစ္စည်းတွေအားလုံးကိုဘိုင်းတို့ဒီနေ့တော့ဝယ်ပါမယ်ဝယ်ပြီးတော့တွားပြီးတော့ပို့ပါမယ်လှူဒန်းမှုပါတယ်ပြီးွားလို့ရှင်တယ်စာဝန်နေအခက်ခဲရှိတဲ့သူတွေရောအဝယ်စားအတွက်ကိုလိုအပ်တာလေးတွေကိုလည်းလမ်းတစ်ချောင်းလုံးဘိုင်းလှူသွားပါမယ်ဗျာနော်လှူသွားပါမယ်အဲ့ဒါတွေကဘိုင်းကိုလှူကိုင်းတဲ့အလူရှင်တွေရှိပါတယ်အလူရှင်တွေကလည်းများပါတယ်လိုအပ်တာတွေအတွက်သုံးဆွဲဖို့လည်းဘိုင်းကိုဟိုတောက်ချောက်လှူပေးနေတဲ့သူများပါတယ်နော် ဒါဒီနေ့ဆိုလို့ရှိရင်ဒါနိုင်ငံတော်ရဲ့ဝန်ထမ်းကြီးပွဲဝတ်တဲ့နေ့ဖြစ်ပါတယ်ကျွန်တော်တို့20နဲ့30နဲ့28ရက်နေ့မှာဟိုငလျင်လောက်ခတ်သွားတဲ့ငလျင်နောက်ပိုင်း31ရက်နေ့ကနေ6ရက်နေ့ထိကိုကျွန်တော်တို့ဒါဝန်ထမ်းကြီးပွဲဝတ်ရနေ့အဖြစ်ကျွန်တော်တို့နိုင်ငံတော်အဆင့်အဖြစ်သတ်မှတ်ပါတယ်အလံဆိုလည်းတဝက်လွှင့်ထားပါတယ်ဒီနေ့ဟိုဘော ဟို72နိုင်52မှနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကားတွေကလည်းရက်တန့်ပြီးတော့အုပ်ကိုဆွဲပေးသေးပြလဲကုညီကြပါလို့ပြောချင်ပါတယ်တိုင်းဝမ်းနဲ့ကြည်ခွဲကြောင်းပြသခြင်းပြည်သူလူထုများမှလည်းလမ်းလျှောက်တဲ့အချိန်မှာအဲ့ဒီ10မိနစ်လောက်ကိုမတက်ရက်ပြီးတော့တောင်ဝမ်းနဲ့ကြည်ခွဲမှုပြသခြင်းလှုပ်ဆောင်ပေးနိုင်ကြပါစေလှုပ်ဆောင်ပေးကြပါလို့လည်းပိုင်ဤတိုက်တွန်းပါတယ်အခုဒါပိုင်းတို့ဟိုအွန်လိုင်းတွားတူမဲ့နေရာမှာဘိုင်းတို့ကုညီပေးတဲ့ညီကောင်မောင်နှမတွေကတော့ဒါ ဟိုဘိုးကြီးမျိုးစံဦးဆိုလို့ရှိရင်မနေ့က2000ဝန်းလူသားတပည့်ဒီနေ့လစာထုတ်တော့2000ဝန်းထပ်လူတဲ့9000ဖြစ်သွားပါတယ်ဒါဘိုးကြီးမျိုးစံဦးဆိုလည်းဒါဖိုင်တို့ရေးပေးဆိုလည်းသူကဘာလူလူသူကအငြင်းစံဦးပါပြီးသားဖြစ်ပါတယ်ဘိုးကြီးမျိုးစံဦးကဒါဒါချမ်းသာလဲဆိုမဟုတ်ပါဘူးတက်ကတော့တက်ကပါပဲဒါမှမဟုတ်အရင်ချမ်းသာလို့မှဒါမှမဟုတ်သူ့မှာချမ်းသာတာစေတနာတစ်ခုတော့ရှိတယ်ပါလေဒါတော့ကျွန်တော်သိပါတယ်เนาะ အဲလေးလေးလေးစားပါတယ်ဘိုးဘိုးကြီးမျိုးဆန်းဦးနဲ့မိသားစုတွေအားလုံးပျော်ရွှင်ပါစေလို့ပဲအဲလိုဟာချမ်းသာနဲ့ပြည်ပြည်သိတိပေါ့ပါစေလို့ပိုင်ရကိုယင်းနေရစုမကောင်းတောင်းလိုက်ပါတယ်ဟိုပိုင်ကြီးကိုဆက်တိုက်လူတန်းပေးနေတဲ့ညီကောင်မလေးတွေကိုပိုင်ကြီးနဲ့ပျော်ပြကြပါတယ်ဟိုနတ်မဟိုနေပါတော့မကွေးပွင့်ပြူကဦးအေးနိုင်ကမကွေးပွင့်ပြူကဦးအေးနိုင်ကငါးတောင်းဒါလူတန်းခိုင်းတာရှိပါတယ်ရွှေဘူကတက်ကပါတော့တက်ကြကြီး ကိုကြော်လိုင်းပေါ့တက်ကြကြီးကြော်လိုင်းပေါ့သူကနေပြီးတော့မနေ့ကပိုင်းဟို၄သိန်းပေါ့ဒါလူဒန်းကိုင်းတာရှိပါတယ်နတ်မတူကအန်ဒီက၂သိန်း၂000 2သိန်းရတော့သူကဟိုနေဖြစ်ပြီးတော့လူတဲ့တဲ့တဲ့ပြီးတော့၂000ကတော့ကန်ဆန်းမဲ၄000ဝယ်ပါတယ်2000ပေါက်သွားပါတယ်ဆိုတော့50နဲ့လာမသိကျွန်တော်တိလိုက်ပါအဲ့ အန်ဒီဆိုလို့ရှိရင်နတ်မတူအမားဆိုလို့ရှင်လို့ချင်းမင်းကလည်းနှစ်သိန်းလူခိုင်းတာတယ်ဒီနေ့လည်းနှစ်သိန်းတာစေဝါပစ္စည်းလေးတွေပိုင်းထပ်ပေါဝဲဝဲတဲ့ထပ်တိုးဝဲလို့ရတာပေါ့နော်အဲနောက်တစ်ခါကျတော့အဲမုံရွာမုံရွာမှာဆ iam ဝင်းနဲ့အန်ဒီဆ iam ပေါ့နော်ပင်စင်စားကြီးဆ iam ကြီးပါအဲဒေါက်တာဒေါက်တာအဲဆ iam တင်မြတ်မော်ပေါ့နော်သူကတသိန်းလူတန်းခိုင်းတာရှိတယ်ပိုင်းကိုတုံးဖို့ဆိုမဟုတ်ဘူးတုံးတုံးထပ်ပေးတာရှိပါတယ် နောက်ခါကျတော့ကိုဆိုင်လေးချိုဆိုတာတဝယ်ဘက်ကပါပြီးတော့သူမျက်လုံးမမြင်ပါဘူးသူအကြက်ငွေတသိန်းပေါ့နော်လူတန်းကိန်းတာရှိပါတယ်အမြင်အာယုံချိုတက်နေတဲ့ပုံကိုပါနောက်တစ်ခါရခိုင်စစ်ဘေးရှောင်းတဲ့ကတယောက်ကလည်း3000တူကိန်းတာပါတယ်နော်နောက်တစ်ခါကျတော့ဘုံမျိုးအဲနောက်တစ်ခါကျတော့ဒီရန်ကင်းတက်ရန်ကင်းမှာပေါ့ကိုတက်လွင်ကိုတက်လွင်ကသူကအေးအေးရောင်းတယ်ပေါ့နော်အေးရောင်းတဲ့ဟာမှာဘယ်လိုလဲဆိုတော့ကျွန်တော်ကန်နေရိုးရိုးပေါ့ကန်နေ ကံပေါင်းကြီးနားမှာပေါ့အေးရောင်းနေပေါ့လေနော်ဒီလိုလက်ဖြော့အေးတွေရောင်းနေအကိုကဒါသူ့ရဲ့စေတနာသူ့ရဲ့စေတနာလေးကျွန်တော်ပြောချင်တာပါခုံညွန်ဝင်เจ้าစားပြောချင်တာပါတော်ဟိုနေပထမတသိန်းလူတယ် နောက်တစ်ခါကျတော့သူမိန်းမလည်းစေတနာထက်တက်တန်ပြီးတော့9000ထပ်လုပ်တဲ့တသိန်းခွဲဒါလည်းညီလေးရေးတဲ့ကိုကြီးကတော့အရန်လူချင်းပါတယ်တဲ့နော်ကိုပိုင်ရကိုပိုင်ရကိုရေးတဲ့ဟိုကတော့တန်းမအေးလေးတွေရေခဲကြီးအေးပေါ့နော်အချိုရေးလေးတွေလိုက်ရောင်းနေတာပါတဲ့ကံပေါင်းပတ်လည်းမဟာတဲ့ဆိုတော့ဒါသူ့ရဲ့စေတနာဒါတရားကတနေ့နဲ့တနေ့တောင်ပါနော်ဒီအေးရောင်းတယ်ဆိုဘယ်နေ့ဟိုမရောင်းနဲ့ဘာညာပြောမလဲတော့မသိဒါစူဆောင်းရှာဖွေထားတဲ့ဟာလေးတွေကိုဟိုဒါ စုဝန်နေဖြစ်တာပေါ့နော်စုဆောင်ရှာဖွေထားတဲ့ဟာလေးတွေကိုဒါတူတန်းခိုင်းတာဖြစ်ပါတယ်ပကိုးကကိုတန်းထိုက်ကလည်းပဲ9000တူတန်းခိုင်းတာဖြစ်ပါတယ်နောက်ကြတော့မနေ့ကညဘက်ကြီး EAR တိုင်းပေါ့နော် EAR တိုင်းညီလေးတယောက်ကလည်း2000တူတန်းခိုင်းတာဖြစ်ပါတယ်နော်အဲအဲ့ဒါလေးအားလုံးကျမ်းပါပါသေးချမ်းသာပါသေးဒါပိုင်းတို့ဒီနေ့ဟိုလူဖို့ကိစ္စကဒီနေ့သွားမှာပေါ့ဒီတည့်ရက်၂ရက်အတွင်းပေါ့နော် ဒါရက်တော့ခိုင်းမှာပြောပြရတဲ့ပြီးပိုင်းလူတန်းတော်တွေကိုအားလုံးတင်ပေးပါမယ်အခုလိုလူတန်းခိုင်းလိုက်တဲ့ညီကောင်မတွေကိုစားပိုင်းသွားလူရတဲ့အတွက်ဂုဏ်နဲ့ယူပါတယ်ဝမ်းနဲ့တာပါတယ်ဘိုင်းကိုယ်တိုင်နဲ့မာတီပြီးတော့လူတန်းတာရှိပါတယ်ဒါမဲ့ကိုကျွန်တော်ကကျွန်တော်ပြောသလိုပေါ့နော်ကိုကဟိုရင်းနှင်းကစိတ်စေတနာမှန်ကန်ဖို့ပဲလိုအပ်ပါတယ်နော်အဲ့တော့အဲ့မှန်ကန်တဲ့စိတ်စေတနာကြောင့်ဒါဘိုင်းတို့အလူတန်းသွားတဲ့နေရာမှာလဲသွားပြီးတော့ကိုကြီး ဲ့လက်ပြီးမှလည်းလက်တဆောင်နဲ့တွားရောက်ကူညီတဲ့နေရာမှာလည်းအသိပေးဆောင်မွေပါစေလို့ဘာကြီးလဲဆုမကောင်းတောင်းပါတယ်လူတန်းပေးတဲ့ညီကောင်တော်လေးအေးတဘာဝဘေးပဲဖြစ်ဖြစ်စေဘေးပဲဖြစ်ဖြစ်မြည်သည့်ဘေးအနေဥပအနေမှာမကြောက်ရောက်ပဲလူအဆန္ဒလေးပြေးပါစေကြောင်းကိုဘာရန်ကိုဆုမကောင်းတောင်းလိုက်ပါတယ်ဒါဝန္တာပိတိနာပြုအတူကုံလဲယူပါတယ်နော်ဒါကျွန်တော်ထပ်ပြီးတော့ပြောခြင်းပါတယ်မကွေးကဥအောင်နိုင်ဥဝေးနိုင်နော်ရွှေဘဝတက်ကြကြီးဥကျော်နိုင်တို့ နောက်ကနံပါတ်2ကအမားလို့နော်နောက်မုံရွာကအန်တီဝန်နန်းအန်တီအန်တီတေမြတ်မော်တို့နော်နောက်တစ်ခါကြလို့ချင်းဆိုင်းချိုလေးတို့နောက်ခါရခိုင်ရဆေးဘေးရှောင်းနေတဲ့အဲတရားပေါ့နော်သူလည်း3000နောက်တစ်ခါကြတော့အဲဘိုးကြီးမျိုးဆောင်ဦးလည်းအဲ့ဒါနဲ့တောင်းဝထပ်ပေးတာရှိပါတယ်ရန်ကင်းမှာနေတဲ့ကိုတက်လွင်ဦးကနေပြောမှဒါအေးဒီလမ်းမှာအေးဒီရောင်းနေတဲ့အကူအတော်မှမိသားစုလင်မယားနဲ့ပေါင်းပြီးတော့ယောက်ျားတသိန်းလူပြီးနောက်ထပ်မိန်းမတတာတာတတ်တန်ဆောင်နဲ့နောက်ထပ်9000ထပ်လုပ်ပါတယ် ဘကူကကိုတန်းထိုက်ကလည်းပဲ9000ထပ်လုပါတယ်နောက်ထပ်ညီငယ်တယောက်ကလည်းပဲရောက်ပြီးတိုင်းဘက်ကညဘက်ကြီးဖုံးဆက်လာပြီးတော့2000ထပ်ပြီးလှူလက်ခိုင်းလိုက်တာရှိပါတယ်အားလုံးလူရဆန္ဒတွေပြပါစေကြောင်းကိုရှင်နေရနေမှာစုမုံကောင်တောင်းမိလိုက်ပါတယ်အားလုံးကြမ်းပါပါစေပြီးလို့ရှိရင်ဘိုင်စီရေးသတင်းနဲ့တရင်ဟိုနေမှာဖြစ်နေတဲ့ PDF တွေအခုဖြစ်နေတဲ့အကြံတဲလေးကိုဘိုင်နောက်တစ်ပိုင်းမှာထုတ်လွှင့်ပေးပါမယ်။နောက်အားလုံးတေးတန့်ချက်ပိုင်ရင်ကိုအကောင့်နေပြီးတော့အဲ့ဒီသတင်းလေးကိုတောင်းချထုတ်လွှင့်ပေးပါမယ်။ဒါကတော့ ဟိုကျွန်တော်တို့ဒီအကောင့်ကလည်းဒါအနီနီဖြစ်လို့ဒီလိုမျိုးထိမ့်ပြီးလုပ်ပေးရတာဖြစ်ပါတယ်အားလုံးကြမ်းပါပါသိချမ်းသာပါသိဗျာ